မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့ဒီသမလာ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပုံစံဝတ်စားဆင်ရင်ထားပြီးတော့ဆေးလိန်ကုတဲ့ Chelsea OG မေတော်ဟောင်စုဘဝ online ဇလံကိုတရုတ်ဆောင်ရိုက်ကူးပြီးတော့ထုတ်လုပ်သူဖြူဖြူထွေးကိုပြည်သူများကအပြင်းထန်ဝေဖန်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ23ရက်နေ့ကဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံပဝါချုံပန်းပန်ဝစ်စားဆင်ရင်ပြီးတော့မေတော်ဟောင်စုအမည်နဲ့ပယုတ်စီနဲ့မြည်သည့်ယောဂါမဆူပျောက်ကင်းစေနိုင်တဲ့စေးစရာအဖြစ်နဲ့တည်ုပ်ဆောင်ထားခြင်းဖြစ်ပြီးတော့အဲ့ဒီဇာလမ်းမှာမေတော်ဟောင်စုကအမြောက်ကြိုက်အချော့ကြိုက်ပယုတ်စီနဲ့စေးကိုလိန်ပြီးတော့ကုသသူအချွေရံများနဲ့တွာလာသူအဖြစ်နဲ့ပုံဖော်ရိုက်ကူးထားခြင်းဖြစ်တယ်လို့သိရပါတယ်။15မိနစ်ဝန်းကျင်ကြာမြင့်နဲ့မေတော်ဟောင်စုဇာလမ်းဟာ ပယုတ်စီကြော်ညာတဲ့ဇလန်းဖြစ်တယ်လို့ဖြူဖြူထွေးကပြန်လည်တုံ့ပြန်ထားတော့လဲဇလန်းဇက်ကွက်နဲ့လှုပ်ရှားဟန်များဟာဒေါန်ဆန်းစုကြည်ပုံစံကိုလိုက်လံတူပကအချွေရန်များနဲ့တွာလာနေတဲ့ပုံစံများကိုပါလိုက်လံတူပတိတ်ခါချရန်ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ပြည်သူများကဝိုင်းပြီးတော့ဝေဖန်နေကြပါတယ်သူကပယုတ်စီကြော်ညာလို့ပြောပေမဲ့ပယုတ်စီကိုအဲ့ဒီလိုမျိုးမေတော်နာမည်တက်ပြီးတော့ကြော်ညာတာလားမေတော်ဟောင်စုလို့နာမည်ပေးထားတယ်မေတော်ဆိုတာကအမေဟောင်တာကခွေးစုဆိုတာကဒေါန်ဆန်းစုကြည်ကိုရည်ရွယ်နေတာပဲ ဟောင်းနဲ့ဆုဆိုပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုတတ်တတ်တိုက်ခိုက်တာဒေါအောင်ဆန်းစုကြည်ကအခုချိန်မှာဘာမှပြန်မလုံနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးရည်ညွှန်းတယ်လို့ခန်းစားရတယ်ပွင့်ပွင့်လင်းလင်းပြောရရင်ဒေါအောင်ဆန်းစုကြည်ကိုစောင်းပြီးတော့စော်ကားလိုစိတ်အပြစ်နဲ့ရိုက်ကူးထားတယ်ဆိုတာတကားလုံးကြည့်လိုက်ရင်သိတာပါတယ်လို့အဲ့ဒီဇကားကိုကြည့်ရှုခဲ့တယ်တီတူတအူးကပြန်လည်ပြောပြထားပါတယ် ရန်ကုန်အခြေဆိုင်ရုပ်ရှင်လောကသားတဦးကလည်းဖြူဖြူထွေးရဲ့မေတော်ဟောင်စုဇလန်းဟာရည်ရွယ်ချက်ရှိရှိနဲ့ရိုက်ကူးထားခြင်းဖြစ်ပြီးတော့လက်ရှိခေတ် အခြေအနေမှာဒေါ်ဆန်းစုကြည်ကိုဥတီတိုက်ခိုက်မှုလို့ဆိုနိုင်ကြောင်းသုံးသပ်ပြောဆိုထားပါတယ်။ပယုတ်စီနာမည်ကဟောင်စုလို့အတန်ထွက်ရင်တော့မှနားလည်လို့ရပါတယ်။အခုကဟောင်စုပယုတ်စီကြောင်ညာမှာဒေါ်ဆန်းစုကြည်လိုမျိုးဝစ်စားတယ်ပန်းပန်နဲ့တနိုင်ငံလုံးကအမေလို့မျက်မျက်နှုံနှုံခေါ်တဲ့စကားလုံးကိုမေတော်အဖြစ်နဲ့သုံးပြီးတော့မေတော်ဟောင်စုဆိုပြီးတော့နာမည်ပေးလိုက်တယ်။ချန်စီယိုကြီးမေတော်ဟောင်စုဆိုပြီးနာမည်ပေးတယ်။ Chelsea ကိုကြီးနဲ့ပယုတ်စီနဲ့ကဘာဆိုင်လို့လဲအမေစုပုံစံဝစ်ပြီးတော့မေရော်ဟောင်စုဆိုပြီးလုံနေတဲ့အပြင်နှလုံးကနန်းပြီးတော့လဲခွန်ကိုးဆိုပြီးတော့အမေစုရဲ့အသက်ကိန်းကနန်းကိုပုံအောထုတ်ဖို့ပြောတာကဒါရည်ရွယ်ချက်ရှိရှိတတ်တတ်ကိုပြောတာပါကျွန်တော်တို့ရဲ့မြန်မာတွေမှာကကျွန်တော်တို့မကြင်တတ်တဲ့လူတအူတည်သွားလို့ရှိရင်သူ့ရဲ့အသက်ကိုဝမ်းတာအားရနဲ့ချဲထိုးထီထိုးကြတဲ့ဓလိတွေလည်းရှိပါတယ်အမေစုရဲ့အသက်86နှစ်ကိုခွန်ကိုးကိုချဲထိုးခိုင်းတာကပေတော့မယ်ချဲထိုးလိုက်လို့ပြောနေတာပဲလို့ရန်ကုန်အခြေစားရုပ်ရှင်လောကသားတူကရှင်းပြထားပါတယ် ဖြစ်ဖြစ်ထွေးကဒီဇင်ဘာလ23ရက်နေ့မှာအဲ့ဒီဇလန်းကို Facebook လူမှုကွန်ရက်ပေါ်မှာတင်ပြီးတဲ့နောက်၄ချိန်တိတိဇလန်းခေါင်းစဉ်ကို edit လုပ်ခဲ့ပြီးတော့ပထမတစ်ချိန်မှာချန်စီယိုကြီးမေတော်ဟောင်စုဘဝဒုတိယအချိန်မှာချန်စီယိုကြီးမေတော်ဟောင်စုဘဝကဲပြောဘာယောဂါကုပေးရမလဲပြောတတိယအချိန်မှာမေတော်ဟောင်စုရဲ့ဟောင်စုဆေးပြုတ်စီအစွမ်းကဲပြောဘာယောဂါကုပေးရမလဲပြော၄ချိန်မြောက်မှာ ဟောင်စုဆေးပြုတ်စီအစွမ်းကဲပြောဘာယောဂါကုပေးရမလဲပြောလို့အချင်းချင်းပြင်ဆင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အချက်မှတ်စစ်ကောင်စီက2022ခုနှစ်အာဏာသိမ်းတဲ့အချိန်ကလည်းဖြူဖြူထွေးကဆန္ဒပြပွဲများမှာမပါဝင်တဲ့အပြင်၎င်းရဲ့လူမှုကွန်ရက်ပေါ်မှာလာရောက်ဝေဖန်နေတဲ့ comment များကိုနိုင်ငံရေးနဲ့ငါနဲ့ဘာဆိုင်လို့ comment တွေလာမှတ်နေကြတာလဲ။တနစ်ထဲအာဏာထိန်းတာကိုနင်းတို့ကဘာထဖြစ်နေကြတာလဲလို့တုံ့ပြန်ရေးသားကစစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့သဘောမျိုးနဲ့ပြောဆိုခဲ့မှုကြောင့်တရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းမြို့မှာရှိတဲ့ပြည်တော်စုတိုင်းရင်းသားလူငယ်များစွန့်ရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တိုင်းရင်းသားကောလိပ်အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ23ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှသခိုင်းမြို့အမှတ်33ချင်းမြတ်တမဌာနချုပ်ကနေထွက်လာတဲ့စစ်ကောင်စီရဲ့ရေနှန်းကိုပြည်တော်စုတိုင်းရင်းသားလူငယ်များစွန့်ရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရေးမြလမ်းဆောင်မှာစတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Generation Z Power GZP မန္တလေးရဲ့တာဝ မရှိသူကပြောဆိုထားပါတယ်။မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာမိုင်းရှင်ရန်အင်စည်းကားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်နာရီခန့်ကြာအောင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အဲ့ဒီတာဝန်ရှိသူကပြောပါတယ်။ကားတွေပေါ်မှာတိုက်ဆုံတာတွေတွေ့နေရတယ်။ပြည်သူတွေရဲ့သတင်းပေးပို့မှုကနေတဆင့်လမ်းပေါ်မှာတိုက်ဆုံတာတွေမျက်မြင်တွေ့ခဲ့ရတာတွေရှိပါတယ်။အခုချိန်ထိကြာဆုံးနေတဲ့ရဲဘော်ရဲ့ခန္ဓာကိုငါးစာအဖြစ်နဲ့ထားပြီးတော့ ကင်းမုံဝင်နေတဲ့သူတွေလည်းရှိတယ်လို့ဂျီဆက်ပီမန္တလေးရဲ့တာဝန်ရှိသူကပြောဆိုထားပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကဆန္ဒဦးတည်ဆုံးပြီးတော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရကြောင်းတော်လိုင်းတပ်ဖွဲ့များကအတိပေးထားပါတယ်။သို့တော်လည်းစစ်ကောင်စီဘက်ကထိခိုက်တေဆုံးမှုကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။တိုက်ပွဲဖြစ်ပြီးတော့မုံရွာမန္တလေးလမ်းတလျှောက်ကင်းမုံတွေချထားတယ်လို့ဒေသခံတအူးကပြောပြထားပါရတယ်။အဲ့ဒီတိုက်ခတ်မှုကို Generation Z Power GZP မန္တလေးပြည်သူ့ကာကွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့မန္တလေးတော်တွင်တွတ်ပြီး LDF BIALDF Phoenix SGG မှောက်မဲအဖွဲ့ဇဂိုင်းပါကဖားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇဂိုင်းမြို့မှာအခုဒီဇမလာအတွင်းမှာတော်လိုင်းအဖွဲ့များကစစ်စင်ရေးများကိုခတ်ဆိတ်ဆိတ်ဖော်ဆောင်နေရမှာဒီဇမလာ20ရက်နေ့ကပဲဇဂိုင်းမင်းကွန်ကားလမ်းမှာပြူစော်တီခေါင်းဆောင်ရဲ့ကားကိုအခြားတော်လိုင်းအဖွဲ့များကပစ်ခတ်ခဲ့ရာကားပေါ်မှာပါလာတဲ့ပြူစော်တီတချို့တေဆုံးထိခိုက်မှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာငွေလွဲလုပ်ငန်းတစ်ခုဓားမြတိုက်ခံရပြီးတော့ငွေကျပ်3900နဲ့ကားတစ်စီးပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမလာ24ရက်နေ့နေ့လယ်ပိုင်းကမဟာအောင်မြို့နယ်53လမ်း64လမ်းနဲ့65လမ်းကြားမှာရှိတဲ့စင်ဖြူတော်ငွေလွဲလုပ်ငန်းကိုလူတစုရောက်ရှိလာပြီးတော့ဓမြတိုက်ခဲ့ရာငွေကျပ်3900နဲ့အဲ့ဒီလုပ်ငန်းမှာရှိတဲ့ကားတစ်စီးကိုယူဆောင်သွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။ကုမ္ပဏီကားလိုမျိုးနဲ့လာကြတာတနက်လဲပါတယ်လို့ပြောတယ်။ငွေကိုအင်ရှင်ကိုထည့်ခိုင်းပြီးတော့ကားပါတောင်းပြီးတော့မောင်းထွက်သွားတာလို့ကြားတယ်လို့နှိစက်တဲ့သူတအုပ်ကပြန်လဲပြောပြခဲ့ပါတယ်။ အဲ့ဒီဓမြတိုက်ခိုင်ရတဲ့လုပ်ငန်းရဲ့မြောက်ဘက်42လမ်း64လမ်းနဲ့65လမ်းကြားမှာစစ်ကောင်စီအုပ်စုကမကြာခဏဝင်ထွက်နေတဲ့မဟာမြိုင်ရက်ကွက်ယုံရှိတယ်လို့သိရပါတယ်အဲ့ဒီအချိန်မှာလူသွားလူလာမပြတ်ဖဲနဲ့ဓမြဝင်တိုက်သွားခြင်းဖြစ်ကြောင်းဒေသခံတချို့ကပြောဆိုထားပါတယ်ဒီသမာလာ17ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြေမြို့နယ်ဟေမမာလာမြောက်ရက်ကွာ89လမ်းမှာပေါ်36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ရွှေစင်အကယ်ဒမီရန္နာရွှေဆိုင်ကိုလည်းဓမြတိုက်ခိုင်ခဲ့ရပြီးတော့ ငွေကျပ်သိန်းပေါင်း3000ကျပ်တမိုးရှိတယ်ရွှေ၄ဘိတ်သာခန့်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တဘာလ17ရက်နေ့ညကလည်းမန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်ဂါကြီးရက်ကွက်ကနေအိမ်ကိုပြူစောဒီအဖွဲ့ကဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့သေးတယ်လို့သိရပါတယ်ဒါအပြင်စက်တဘာလ10ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာ ရွှေဆိုင်ပန်ရှင်ရဲ့နေအိမ်ဓမြတိုက်ခိုင်ရပြီးတော့ငွေကျပ်သိန်းပေါင်း900ကျော်တန်ကျင်းရှိတဲ့ရွှေတံမြောင်းဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမြို့မှာရှိတဲ့ရွှေဆိုင်များဗန်များနဲ့စီးပွားရေးလုပ်ငန်းအများအပြားဓမြတိုက်ခိုင်ခဲ့ရပြီးတော့ဓမြအများစုဟာလည်းစစ်ကောင်စီလက်အောက်ခံပြူစောတိများကပြုတ်လုပ်နေတယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းဒနုပြူမြို့ကနေပြီးတော့ရန်ကုန်မြို့ကိုတွားရောက်တဲ့အချိန်မှာပျောက်ဆုံးသွားတဲ့ကိုအောင်မျိုးမြင့်ကိုဒရင်ကုန်းစစ်သားတဲ့စူဆောင်းရေးတပ်ထဲမှာစစ်တပ်ကပေါ်တာဆွဲပြီးတော့ဖမ်းဆီးပြီးတပ်ထဲထည့်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလား6ရက်နေမှာဓနုပြူမြို့ကနေရန်ကုန်မြို့ကိုပြန်လာတဲ့အသက်23နှစ်အရွယ်ကိုအောင်မျိုးမြင့်ဟာမိသားစုဝင်များနဲ့မနေ့9နာရီလောက်မှာဖုန်းအဆက်အသွယ်ရပြီးတဲ့နောက်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပျောက်ဆုံးသွားပြီးတဲ့နောက်ကိုအောင်မျိုးမြင့်နဲ့မိသားစုဝင်များဖုန်းအဆက်အသွယ်ပြန်လည်ရရှိခဲ့ပြီးတော့၎င်းဟာအဝေးပြေးကားပေါ်ကနေဆင်းဆင်းချင်းလူ9ဦးကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။လက်ရှိအချိန်မှာဒရင်ကုန်းတပ်သားတဲ့စုဆောင်ရေးတပ်ထဲမှာစစ်သားအဖြစ်နဲ့အသွင်းခံရရကြောင်းမိသားစုများကိုပြောဆိုလိုက်ပါတယ်။ ်အခုလိုမျိုးအဆက်အသွယ်ရပြီးတဲ့နောက်မိသားစုဝင်များကငင်းငုံတက်သားတဲ့စူဆောင်ရေးတက်ကိုလိုက်သွားတော့လေအကြမ်းဖက်စစ်ကောင်စီတက်သားများကလက်ရှိအချိန်ထိပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒနုပြူကနေရန်ကုန်ကိုပြန်လာတဲ့ကိုအောင်မျိုးမြင့်နဲ့မိသားစုဝင်တွေဖုန်းအဆက်အသွယ်ရပြီလို့သိရတယ်။သူကားပေါ်ကနေဆင်းဆင်းချင်းလူ၅ယောက်ကလာပြီးတော့ဆွဲခေါ်သွားတယ်လို့သိရတယ်။ အဲ့ဒီကနေချက်ချင်းပဲငင်းငုံစစ်သားစုဆောင်ရေးတပ်ထဲကိုတန်းပြီးတော့ပို့လိုက်တယ်တဲ့အလိုမတူပဲနဲ့စစ်တပ်ထဲကိုအတင်းဝင်ခိုင်းတာလို့သိရတယ်အခုထိပြန်မလွတ်ပေးသေးဘူးလို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲဘကိုးတိုင်းအုပ်ဖုံမြို့နယ်အင်းမြတာယာမြို့အမတ်တိရက်ွက်ကကိုရန်ကြောင်သာမောင်ရိုးမြတ်ကိုအချက်မဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသနေပြည်သူများကပြောကြားထားပါတယ်ဒီဇင်ဘာလ20ရက်နေ့မှာအုပ်ဖုံမြို့နယ်အင်းမြတာယာမြို့အမတ်တိရက်ွက်ကကိုရန်ကြောင်သာမောင်ရိုးမြတ်ကိုအင်းမြတာယာမြို့အထွတ် ကားဂိတ်မှာရှိတယ်ပြူစောတိဝနဥဆောင်တဲ့အဖွဲနဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်မိသားစုဝင်များကငွေကျပ်သိန်း30နဲ့လိုက်လံရွေးထုတ်ခဲ့ရတယ်လို့သိရပါတယ်ပြူစောတိဝနဥဆောင်တဲ့အဖွဲဟာအင်းမြတာယာမျိုးအထွက်ကားဂိတ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတာဟာလူအယောက်40ခန်းရရှိနေပြီလို့သိရပါတယ်ဒါအပြင်ကျောင်းသားလူငယ်များကိုဖမ်းဆီးပြီးငွေညှင်းမှုများကိုလည်းလုဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်အင်းမြတာယာမျိုးအမတ်တေးရက်ကအသက်14နှစ်အရွယ်ကိုရန်ကျောင်းသားမောင်ယိုးမြတ်ကိုအင်းမြတာယာမျိုးအထွက်ကားဂိတ်မှာပြူစောတိဝနနဲ့အဖွဲကပေါ်တာ ဆွဲပြီးသိန်း30တောင်းလို့ပေးလိုက်ရတယ်။ဝဏ္ဏဦးဆောင်တဲ့ပူစောထီးတွေကစစ်ခွေးတွေကလက်နဲ့တက်ဆင်ပေးထားပြီးတော့အင်းမြတာယာမှာပေါ်တာဆွဲမှုတွေပေါ်ပေါ်ထင်းထင်းလှုပ်ခိုင်းနေတာသူတို့ပေါ်တာဆွဲတာလူအယောက်40လောက်ရှိနေပြီငွေချေးတက်နိုင်တဲ့သူတွေစီကငွေညစ်ပြီးတော့ပြန်လွှတ်ပေးတယ်ငွေမပေးနိုင်တဲ့သူတွေဆိုရင်တော့စစ်ခွေးတက်ထဲကိုတန်းထည့်လိုက်တယ်ចောင်းသား၃ယောက်ကိုပေါ်တာဆွဲပြီးတော့အခုလိုပဲငွေညစ်မှုတွေလှုပ်ထားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတရက်ခရိုင်မှာစစ်ဘက်ရေးအားလုံခြုံရေးတပ်ကတပ်ကြကြီးတအုပ်နဲ့တပ်သားတအုပ်ဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ23ရက်နေ့မှာစစ်ဘက်ရေးအားလုံခြုံရေးတပ်နဘာခါကတပ်ကြကြီးတအုပ်နဲ့တပ်သားတအုပ်ဟာပြည်သူ့ကာကွယ်တပ်မှာတော့အမတ်၁စစ်ဒေသတရက်ခရိုင်မှာလေးတပ်ရင်းထောင်ကိုအလင်းဝင်ရောက်ရန်အဆင့်ဆင့်ဆက်သွယ်ချိတ်ဆက်လာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များကတွားရောက်ကဲထုတ်ခဲ့ရတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးဟာ MA3 တနက်တလန်ပစ္စုတနက်တလန်အီနာကဘုံဒီတလုံးနဲ့ကြီးစံများကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအလင်းဝင်လာတဲ့စစ်ကောင်းစီတပ်သား2ဦးကိုကျမ်းမာရေးကောင်းမွန်စွာစောင့်ရှောက်ပေးပြီးတော့ကောင်းမွန်စွာလက်ခံပေးထားပြီးထိုက်တဲ့စုချင်းဝင်များကိုချင်းမြမှုများလုံဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။တနိုင်ငံလုံးအနှံ့ဆစ်ရှုံးနေပြီးတော့မကြခင်မှာ ICC ရဲ့ဖန်ဝရံအထုတ်ခံရတော့မယ်။အကြဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့လက်အောက်မှာဆက်လက်တောင်းဝန်မထမ်းဆောင်လို့ပဲပြည်သူ့ဘက်ကိုခိုးလုံအလင်းဝင်လာလို့တဲ့ တက်မတော်သားများအားလုံးကိုအမြဲကြိုဆိုလျက်ရှိပါတယ်လို့အမတ်၁စစ်ဒေသတရက်ခရိုင်အမတ်၄တိုက်ရင်ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ CA သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ